ကျွန်တော်ထိုးခဲ့တဲ့ပွဲပေါင်း22ပွဲရှုံးခွေတော့ရှိတယ်။သူနည်းလေးတခါချင်းပြိုင်ဖို့တာပေါ့။အော်ဒီပွဲမှာအကောင်းဆုံးဖြစ်အောင်တော့ကြိုးစားထားတယ်။အော်16နှစ်အရွယ်ကလက်ဝေးစထိုးခဲ့တယ်။အခုကျွန်တော်အသက်16နှစ်ပြည့်ကျွန်တော်ထိုးခဲ့တဲ့ပွဲပေါင်း22ပွဲ10ပွဲနိုင်4ပွဲတည်း ရှောင်းခွေးတော့မရှိဘူး။ဒီနေ့လည်းတခါချင်းချင်ကြိုးရတော့အာဒီပွဲမှာအကောင်းဆုံးဖြစ်ရတော့ကြိုးစားထားတယ်။ကျွန်တော်လည်းမွန်ပြည်နယ်မှာရှိတော့တော့ခေချေးဖြစ်တာပေါ့။အခုပွဲပွဲရတော့ဆရာတွေရန်ကုန်ကိုခေါ်လာပြီးတော့ရန်ကုန်မှာလေ့ကျင့်နေတာကလာတော့ကြော်ရော။ဒါမဲ့20ရက်နေ့ပွဲတော့တော့ကျွန်တော်အကောင်းဆုံးပြင်ဆင်ထားတာပေါ့။ကျွန်တော်တို့မန်နေဂျာနဲ့ဆရာတွေနဲ့တိုင်ပင်ပြီးတော့ဟိုအားနေနေရာကိုလည်းအကောင်းဆုံးဖြည့်ထားတယ်။ဟိုအားတာတဲ့နေရာလည်း ပို့ပြီးတော့ကောင်းအောင်လည်းလောက်ပြလောက်ထားတာလာမဲ့28ရက်နေ့ပွဲတင်ပြပွဲမှာကျွန်တော်အကောင်းဆုံးရှိပဲမယ်ဟာ Skynet ကလည်းလည်းကျွန်တော်ကိုအားပေးကြပါအောင်လို့ပြောထားပြောချင်ပါတယ်